မင်္ဂလာပါဗျာအလုပ်ကျန်းမာပါစေထဲသားပါစေပိုင်ရဲကိုမျက်နှာမြပဲကိုတကြလို့အလုပ်ပြောရှင်းပါစေကျောင်းကိုဘာကြီးစုဝန်ကောင်တောင်းပါတယ်ဒါဒီနေ့ရတော့ဟိုဒီအန်ယူဂျီအစိုးရရဲ့ခေတ္တယာယီတမနာဒူဝါလန်ငစီကိုဒါကျွန်တော်ရက်ရှင်လေးလုပ်ပေးစရာရှိပါတယ်ဘာလို့လို့လဲဆိုတော့သူပြောတဲ့အကြောင်းအရာနဲ့သူနဲ့ကဒါတိုက်ဆိုင်နေလို့ပါเนาะအဲ့ဒါကျောင်းကြီးဝန်ကောင်တိအောင်ကျွန်တော်လည်း share ရင်းမြဝေးနဲ့ အတူတူခံစားကြည့်ကြပါဗျာသူဘာပြောလဲဆိုတာတမတတိယနဲ့မှလည်းပါလာပြီတားနှစ်ယောက်ကိုစစ်မှုထမ်းပေါ်တာဆွဲပြီးတော့ဖမ်းပြီးတော့ရှေ့တန်းမှာအပေခံခိုင်းတယ်တားငယ်ကဆေးုံရောက်နေတယ်တားကြီးကရှေ့တန်းမှာနှစ်နှစ်ပြည့်တော့မယ်အခုတခါထပ်ပြီးတော့ဖေဖြစ်တဲ့သူကိုထပ်ပြီးတော့ဖမ်းတယ်အဲ့တော့ဖမ်းတော့ခင်ပိုးနဲ့သားနှစ်ယောက်ကိုဖမ်းပြီးရပြီ။ကြံမိခဲ့တဲ့ခလေးရတယ်ဓမ္မကြီးအောင်တအုပ်ကြီး။နော်။အဲ့တော့ဒီနေ့ ဒီနေ့အခု online ပေါ်မှာဒီလိုသတင်းမျိုးတွေကြတော့ပြောမဲ့လူမရှိဘူးเนาะဟိုပြည်တွင်းထဲမှာလေလူမရလူတဲ့သတင်းအေးအဲ့ဒီမိန်းမအကုန်လုံးကဘောမတွေကြီးပဲเนาะဒီမင်းအောင်နိုင်သမီးခင်တီးတက်မွန်နဲ့အပေါင်းပါအကုန်လုံးတောက်ထဲသူတို့စောင့်ပြေတနာဖြစ်လာမှစောက်ဖို့တွေ line ပေါ်မှာဖြစ်နေကြတာအဲ့ဒါသူတို့ရဲ့ကိုယ်ကိုယ်တာပြက်တနာတိုင်းပြည်အတွက်တကယ်နစ်နာနေတဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒါတွေကိုဝင်းရံရမှန်းမတိတဲ့သူကများတယ် ဒါပေမဲ့အခုဒီတဲမှာဓမ္မအလုံးတိမှာပါဒီလီတိုင်းမလုံဘူးမပြောပါဘူးလုံတဲ့ဆယ်လီလုံတယ်ဒါပေမဲ့တချို့တလေဆိုရင်ကိုနဲ့မဆိုင်တယ်လို့ပဲအဲ့တော့အခုလိုမျိုးပွဲဖြစ်ရှာတဲ့ပြဿနာတွေဆိုရင်တော့အဲအဲ့ဒီဆယ်လီရှေ့ဆုံးကပါအဲရှေ့ဆုံးကသူတို့ကိုဘဒူးမှတရင်ပို့စရာမလိုဘူးအဲ့ဒါဆိုသူတို့ရတယ်ဒါပေမဲ့ဒီလိုမျိုးတိုင်းပြည်မှာဖြစ်ပျက်နေတဲ့အရာထွက်မပြောပါဘူးထိမှအရင်ကြောက်တယ်ကျွန်တော်တို့ကမကြောက်ဘူးလေကြောက်တာပေါ့ နိုင်ငံရေးဟာဤဟုတ်ဗျအလကဘယ်လိုဖြစ်ဖြစ်ကျွန်တော်တို့ကနိုင်ငံရေးမှာ ပါဝင်ပြီဆိုရင်တစ်ဖက်ကကျိန်းနေမုံပြီနော်ဒါရှင်းနေလေမှန်နဲ့ပဲပဲပါပါမှားနဲ့ပဲပဲပါပါတစ်ဖက်ကတော့မုံပြီဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီအမုန်းခံနော်အညိုညင်ခံမှာကြောက်နေလို့ရှိရင်တို့လူမလုံးနဲ့တော့လေကျွန်တော်တို့နေမဲ့တိုင်းပြည်ကိုကျွန်တော်တို့မှမတီးဆောက်ရင်ဘယ်သူကလာတီးဆောက်ဝေးမှာလဲ အမေရိကန်နဲ့လာတီဆောင်ပေးဘူးဂျပန်နဲ့လာမတီဆောင်ပေးဘူးကြိုက်သွားပြီဒီကောတန်တလုံးအမားတွေပြောတာတတော်ကာလာပါလို့ဒီတကားတော့အမှန်ပြောသွားပြီဘာဖြစ်လဲမားတဲ့ဘကပဲယက်တီယက်တီမှန်တဲ့ဘကပဲယက်တီယက်တီအမိုးခံရတဲ့ဆိုတကယ်မှန်တယ်နော်အဲဒါဒါဒါကျွန်တော်ဆိုဒီကောတော်တော်ဆဲတယ်ကောအဲတော်တော်ဆဲတာအဲဒါကြောင့်ကျွန်တော်လည်းဆဲတယ်ဆိုတာတပြတ်မဟုတ်အောက်ပိုင်းတွေပေါ့ဗျာအောက်ပိုင်းတွေဆဲလို့သူအော်တန်စာပြောတာပါအဲ့ဒါကိုသူကသူအော်တန်စာပြောတဲ့အော်တန်စာပြောတဲ့ဆိုပြီးတော့သူကကျွန်တော်ပောက်ကွဲနေတာတော့ရှိတယ် 那八百多是，哎，他什么吧呢？他张老师家里头多多少微多嘛？他拍六单位用，比方说，哎，过不个买点皮子，买点皮子，阿买五百，阿买六六好啦，阿买五百六看，六不看呢？哎，皮皮，但过不个心急的那比方，但五多不要来六千六千八百多来是吧？哎，单样单样不单样单，单样单样说那个明明也多单的少漂亮，明明呢？ အဲမိမိကဘလို့မျိုးတန်နေတာလဲမိမိကတန်ဖို့ရှိတယ်လို့လားတန်ဖို့မရှိတယ်လို့ဆိုတော့မိမိကဆုံးဖြတ်တာတုံးတက်တာဒါဘာဖြစ်လို့ဆိုတော့ဘတ်မတူလို့ဘတ်တူတဲ့အခါကျရင် မင်းတို့ဖဲ့တယ်ဆိုတော့ဒါတိုက်တယ်လို့ရှင်းလို့ရဘတ်မတူတဲ့ခါကျရင်ဘလောက်ထိအဲဒါစီယုံသိသိနိုင်မလဲစီယုံရင်အာဘလောက်ကောင်းမလဲဟုတ်လားအဲဒါတိုက်ရင်နဲ့စီယုံစီယုံရင်တိုက်မယ်စီယုံရင်ဘလောက်ကောင်းလဲဆိုတော့အရေးချေပေါ်မှာမိုးတည်တာအဲကြောင့်သူကျွန်တော်အောက်တန်းစားပြောတာဒီအောက်ပိုင်းနေဆက်ဆက်နေလို့ပြောတာပါကျန်တာဘာမှပြောတာမဟုတ်ဘူးကျွန်တော်သူပြောတာကိုစက်ကြည့်လိုက်အောင်ဘာဆက်ပြောမလဲပြီးမှကျွန်တော်စုပြီးပြောမယ်နော်အာအယုံနောက်သွားမှာဆိုတော့ကျွန်တော်သူပြောတာလည်းစုထားတယ်သူပြောလိုက်ကျွန်တော်ဖိလိုက်သူပြောလိုက်ကျွန်တော်ဖိလိုက်ဆိုကျွန်တော်ညီကောင်မှာအာယုံမကြပါဆိုတော့ပြီးမှကျွန်တော်စုပြောမယ် ဘသူကလာတိဆောက်ပေးမှာအမေရိကန်နဲ့လာတိဆောက်ပေးဘူးဂျပန်နဲ့လာမတိဆောက်ပေးဘူးကျွန်တော်တို့မြန်မာပြည်သားတွေပဲတိဆောက်ကောက်မှာအခုဒီနေ့ဓမ္မကြီးတို့ဖြစ်နေတဲ့ပြဿနာဟိုကောင်မှတန်တန်မုန်းပြတာဘသူလဲတို့လင်လူတဲ့ပြဿနာနားထဲမဆောင်ပါဘူးကျွန်တော်တွွတ်တွွတ်ညံနေတဲ့ line ပေါ်မှာတစ်ခုတင်လိုက်ဒါပဲတက်လာနော်ဒီလိုသတင်းမျိုးတွေကြတော့ပြောမယ်လို့ရှိရင်ဓမ္မကြီးခုနော်မကူတန်းဦးဖက်ပြတင်ထားတာလေကျွန်တော်အရင်ဖက်ပြမယ်။ဒါမဲ့ငကြီးကတခါလေတခါလို့ရှင်သူကအမှန်ထက်တာပြောတယ် အဲ့အမေသူပြောလိုက်တဲ့စကားကိုသူကိုယ်တိုင်ကိုကမခံစားဘူးအဲအမေရိကန်နိုင်ငံမှာနိုင်ငံတီဆောက်လို့ဒါဆိုသူသိနေရမယ်မြန်မာနိုင်ငံထဲမှာရှိနေတဲ့မြန်မာနိုင်ငံသားတွေကမြန်မာနိုင်ငံကိုတီဆောက်ရမှာထိုင်းနိုင်ငံမှာနေတဲ့မြန်မာနိုင်ငံသားတွေကထိုင်းနိုင်ငံမှာနေတဲ့မြန်မာနိုင်ငံသားတွေကမြန်မာနိုင်ငံနဲ့လာတီဆောက်လို့မရဘူးအဲ့ဘက်ကပြောချင်တာပြောနေကြတာလှုပ်ချင်တာလှုပ်နေကြတာပြောချင်တာပြောနေကြတာဟုတ်တယ်မလားအဲ့တော့တခါလေသူပြောတဲ့စကားတွေကမှန်နေသို့တော်လည်းပဲ तू လှုပ်ဆောင်ချက်က fashion လှုပ်ဆောင်ချက်တွေမှားနေတာ ါလားသူပြောတယ်မြန်မာနိုင်ငံရဲ့အရေးကိုဘာကုလသမဂ္ဂလည်းတရားမဝင်ဘာညာပြောလို့မရဘူးဟုတ်လားမြန်မာရေကောက်ဝဲမြန်မာဝဲလောက်ပါမြန်မာပြည်ထဲမှာလောက်ပါဒီကောင်းလေးကိုကူးဆိုင်ကြမလို့အဲလက်ရှိတမနာကျွန်တော်တို့ကအာဒါနိုင်ငံတော်အစိုးရမလို့နိုင်ငံတော်အစိုးရပြောတယ်မင်းတို့ဒီအစိုးရကိုဘယ်သူသတ်မှတ်လဲဆိုတော့နိုင်နိုင်ငံလုံးကသတ်မှတ်တာလေမင်းတို့နိုင်ငံเจ้าမှသတ်မှတ်တာမင်းတို့တို့မင်းတို့ကမင်းတို့ကြိုက်တဲ့လောက်ဆဲတာမဆဲတာမင်းတို့အပိုင်နိုင်ငံထဲမှာကျတော့နိုင်ငံသားတွေကနိုင်ငံထဲမှာရှိနေတဲ့အစိုးရမင်းများကနိုင်ငံတော်ရဲ့အစိုးရမင်းများပဲ မင်းတို့ဘာမှမဟုတ်ဘဲနဲ့ဘယ်နိုင်ငံသားမှနေပြီးအစိုးရပါဆိုစားအဲ့မင်းတို့နိုင်ငံသားကောင်းတယ်အစိုးရတင်နေမင်းတို့ပဲပြန်ပြီးအုပ်ချုပ်ခံနေငါတို့ကတော့အဲ့ဒါကြီးမသိဘူးအဲငါတို့ကဒီမှာတောင်းတော့အစိုးရဆိုမင်းတို့အစိုးရကိုဘသူကအာဝင်နေဖြစ်တာလဲဆိုမှပိုးလေးဆိုရဲအဲအနုပညာသမားတွေကဒါသူတို့မကျင်တတ်လို့သာပြောတာလက်နက်ကင်တာမဟုတ်ဘူးတဲ့မကျင်တတ်လို့အစိုးရကိုကျင်တယ်သူတို့သားချတယ်ဒါအဲသူတို့ဗဇက်ကပြောတာညာဗဇက်ကပြောတာဆိုပါသူတို့ကနှလုံးသားမှာခံစားချက်တဲ့အနုပညာနဲ့ပေါ်လာတာတွေပြောတာအာဒါပိုးလေးဆိုပါလဲ ာသာရက်ကွက်ဘောမများတယ်မနေ့ကတော့လည်းကျွန်တော်နဲ့အဲဦးဦးနေအောင်ဓာတူဟာသာရက်ကွက်ဘောမများဘောမများတဲ့မှာကောက်ထည့်ပြီးလုပ်တယ်เนาะ နောက်သူကျွန်တော်အဲ့မှာတီးပါပါတယ်ဒါအောင်အာဂျီမိုးဆိုပြီးသူထပြောတာရှိတယ်ကျွန်တော်တီးဒါဘာလို့ပြောပါအနုပညာသမားတွေနှလုံးသားရဲ့နှီးချက်တယ်အဲတယောက်နဲ့တယောက်ကစိတ်ခံစားချက်တွေကိုတီးတယ်အဲဘက်တာမတူကြတာ तू ပဲ तू ကမှန်တယ်လို့ထင်တဲ့ဘက်ကို तू ယက်တီသွားတာဘာမှမဖြစ်ကျွန်တော်တို့ကကျွန်တော်မှန်တယ်ပဲဒါပေမဲ့အဲ့လိုအနုပညာသမားချင်းအတူတူ तू တော့ပြောကျွန်တော်တို့ကဦးမင်းအောင်လိုင်းဒါနိုင်ငံတော်အစိုးရပဲကျွန်တော်ပြည်သူနဲ့မှာကျွန်တော်နိုင်ငံတော်အစိုးရကအစိုးရမင်းတွေကြီးပါခင်ဗျာတလွဲလုတ်လိုက်ထောင်ထဲတိုင်းရောက်မှာပဲတလွဲပြောလိုက်ထောင်ထဲတိုင်းရောက်မှာပဲဒါဒါအစိုးရလုတ်လို့ရတာ အစိုးရမှမဟုတ်လုံးလုံးမရဘူးလေဟုတ်တယ်မှာဥပဒေအာဏာရှိမဲ့အုပ်ချုပ်ရေးအာဏာရှိမဲ့တရားစီရင်အာဏာရှိမဲ့အာဏာသုံးရလုံးကိုလက်ရှိမြန်မာနိုင်ငံထဲမှာရှိနေတဲ့နိုင်ငံတော်ရဲ့အစိုးရဆိုတာဗိုလ်ချုပ်ဝန်ကြီးအုံမြောင်းလိုင်းအစိုးရကကြီးနာတာအခုမှရွေးကောက်ဝဲလုပ်ပြီးနောက်တက်မဲ့အစိုးရလွှဲပြီးနောက်တက်မဲ့အစိုးရဒါဝန်ထက်ကြီးမှာအခုနိုင်ငံเจ้าကနေတဲ့လူကကျွန်တော်တို့ကဒီအိနေဒီအစိုးရဘယ်သူတွေပြောတာလဲဘာပြောတာညာပြောတာကိုသူကဆိုဘယ်လိုလဲကိုနိုင်ငံเนี่ยအစိုးရကိုအစိုးရပဲလေ ဟုတ်တယ်မအဲ့တော့ဦးနေအောင်ကြီးကထားပြောလိုက်ပြီးတော့ကိုယ်နိုင်ငံရဲ့အစိုးရကိုယ်အစိုးရမင်းအဲ့လိုပြောပြန်တော့လဲအဲသူကထားဆဲတယ်ဒါမျိုးလေးတော့ရှိရဲဆဲတော့ဘာညာတော့ဒါလည်းခွတ်တော့ပါတယ်ဒါလည်းတိတ်ကောင်းတယ်မရှိပါဘူးဘာလို့မရှိတာလဲဆိုတော့ဒါသူတို့လည်းပဲသူတို့ရဲ့အဲခံစားချက်နဲ့သူတို့လုပ်တာအဖတ်မှမတူတာဘတ်တူရင်တော့သူတို့ကညီကိုဖြစ်မှာပေါ့ဘတ်မတူတော့လဲအဲဒီလိုပဲကွဲပြားဌာနတာတော့ရှိမှာပေါ့သို့တော်လည်းပဲကျွန်တော်တို့ကဒီနိုင်ငံတော်အစိုးရလို့ပြောလိုက်လို့ကျဒီကောင်ဒီဘက်ကထထဆဲတာ ပြရမှာစေတာပြီးတော့ဒီကောင်တွေကအစိုးရပမာဆိုနိုင်ငံသားမှာဒီကောင်တွေကလည်းနိုင်ငံသားမှာအဲအဲ့အဲ့ဒါပြောတာပေါ့ကိုကနေပြီးတော့ပဲသူများတွေကိုလာလာဆဲတာဒီကလူတွေကအော်ဒီကောင်တွေကခေါင်းသီးတွေပဲဆိုကျွန်တော်တို့ကသူတို့တွေးတာသူတို့ကကျွန်တော်တို့ခေါင်းသီးလို့ပြန်တွေးတယ်ကျွန်တော်တို့ကသူတို့ခေါင်းသီးလို့တွေဘာဖြစ်လို့ဆိုနိုင်ငံသားမှာလည်းနေတာမဟုတ်သူတို့ပြောတဲ့အန်ယူဂျီဆိုတဲ့ခေါင်းတွေကလည်းနိုင်ငံသားမှာအဲ့ရောက်သူ့ကိုကျွန်တော်ကတိုင်ဟိုဘာလဲတမရရာသူပေးလိုက်တာဘာဖြစ်လို့ဒီကောင်လည်းနိုင်ငံသားမှာမဟုတ်လို့ဘာလဲ ဒူးဒူးလက်ရှိငစီအဲဒူးအဲဒူးလက်ရှိငစီလက်စီဒူးလက်ရှိစီအဲသူဒူးလက်ရှိစီဆိုပြီးတော့ကျွန်တော်ဒါတမနာရာသူနဲ့ဘေးနားမှာတောင်ဆန်းစီနဲ့တွဲပြီးတော့ကျွန်တော်တဲ့ပေးလိုက်တာဘာသူကတအားယူတိုက်ကြွားနေလို့အဲ့တော့ကျွန်တော်သူပြောတာဆက်နားထောက်လိုက်အောင်ပဲကျွန်တော်ပြောချင်တာလေးကနည်းနည်းများတာဒီနေ့မှာသူပြောတာလေးတစ်ခါတလုံးမှန်သွားလို့ပါအာအမေရိကန်နဲ့ကိုယ်နိုင်ငံတိစားလို့များဆိုတော့တစ်ခါသူတိတယ်အဲ့တိရတဲ့အတိုင်းသူလုံနေတာ ဒီကတည်းကတည်းကလုပ်တယ်ကိုယ်နိုင်ငံကိုယ်ပဲတိဆောက်ရမှာပေါ့ဟုတ်တယ်မလားနိုင်ငံเจ้าမှာနေပြီးမြန်မာလူမျိုးကနိုင်ငံเจ้าနေပြီးမြန်မာပြည်တော်ဖြတ်စီဘယ်လောက်ထိဖြတ်စီလို့ရမလဲဟုတ်တယ်မလား ူတို့တော်လည်းပါဆိုတဲ့ဟာကျွန်တော်ဒီနေ့တည်င်းမှာလည်းပြောသွားပြီးတာပြဿနာကြီးပြသွားပြီးတာမိုးကောက်ကောက်ခွေးဆိုကျွင်းဖြစ်သွားပြီးငားကင်ဖြစ်သွားပြီးအစမိုးကောက်ကောက်ခွေးဆိုမျက်စိဆိုးပြီးတော့မှတင်သားတိုင်းတူးနေတဲ့မှာ PDF တွေတပုတ်ရွပရွထွားနေတယ်သူတိုင်းမျိုးတိုက်တာပါမဟုတ်ဒါတမောဆိုးရောက်တော့တွန်းလာမှာတင်သားသားခိုးယူဟိုထုတ်ထုတ်သုံးစားပြီးတော့မှဒါသူတို့ကအကြမ်းဖက်တွေလုံတာပဲသူတို့စီးပွားရေးအတွက်သူတို့လုံကြတာဒါအကြမ်းဖက်ဓားများတိုက်လိုက်တာပဲစူပါဝဲအကြမ်းဖက်ဓားများတိုက်နိုင်ငံတော်ရဲ့ဥစ္စာပစ္စည်းတွေခွာယူတာပဲ ဟုတ်တယ်မှာဒါကိုသူတို့ကထပ်ပံ့ဖို့ပေးနေသူတို့အဲကိုဒီငစီကသူ့ရဲ့သူ့ကိုပြောချင်ပြောပေါ့လေသူ့ကိုအားပေးနေတဲ့ပိသက်ကိုမပြောနဲ့ဆိုအားပေးနေတဲ့ပိသက်ကိုကျွန်တော်မပြောတော့ပါဘူးအဲရေကောင်းကောင်းမွန်မွန်ပဲပြောပါမယ်အဲ့တော့စဉ်းစားဖို့လိုအပ်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်အခု မိုးကုတ်ကိုကြည့်လိုက်မိုးကုတ်ကြီးကကျွင်းဖြစ်သွားပြီဗျာအန်တီယန်သာသားတွေကကျွင်းဖြစ်သွားပြီအဲဒီမှာအများကြီးပွားရောင်းနေမှာတူးကြတာတူးကြတာမြေတဲမြေတဲဆိုလို့ချင်းဖြုံတပြုံးဆိုလို့တိန်းတထောင်တိန်းကားတော်လောက်ရှိတဲ့အာမျိုးတွေဖြစ်တယ်အကုန်လုံးကနေရာတကားစုပြီးတော့မိုးကုတ်ကိုကောက်ကောက်မှာမိုးကုတ်ကဒီတန်သာသားတွေလာအကုတ်ခွဲယူကြအဲတော့တိုင်းမှာဆိုတိုက်ပါလားဘာဖြစ်လို့ဒီဟာလေးပဲကာကွယ်နေပါလဲတိုင်းသွားဆိုပြုတ်ပါနေပြီးတော့လာသွားတိုက်ဘယ်တန်းနေတဲ့တဲ့မဟုတ်ဒီမိုးကုန်းနာမှာဘယ်အမှန်တရားလည်းနဲ့25နေမှာသွားမှာ ဟာလားအာဒီတိုင်းမှာလ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 ာအကုန်စုပြီးအဲ့ဒါအကုန်လုံးရောင်းလောက်နိုင်တယ်ဒေတာစမ်းဆိုတော့ဘလော့ချမ်းသာနေတဲ့ရွှေတွေကိုအွန်လိုက်ကင်းလိုက်ဟာလားဒါတွေကအများကြီးရဲ့ဒီကြားထဲမှာဒီငစီစတဲ့ကောင်မိုက်ခဲကိုပြလိုက်အဝပစံနေတောက်လိုက်တွေးပါလေတွေးပါလေဒါအဲဒီကိစ္စကိုပြီးပါဆက်ပြောပါဦးမယ်အခုသူပြောတာကိုနားထောင်လိုက်ပါဦးမယ်နော်လေကျွန်တော်ပြုံးပြုံးကြီးခံမမယ် ဘဒုမအားပေးမှုအယော့ခံပြီးအကောက်အနာခံပြီးမတင်ပါဘူးတော်လန်ရေးဆိုတာလဲထောက်ပံ့မှဝင်တိုက်မှတော်လန်ရေးမဟုတ်ပါမတရားမှုတွေမင်းမဲ့ဇယိုက်တွေအုပ်စိုးလေတမြစိတ်မကောင်းတာတွေ့တွေ့ရတော့ဝမ်းသဲမိတယ်တဲ့နော်အဲ့တော့ကိုတန်းဦးဆိုတဲ့လူဟာထိုင်းနိုင်ငံမှာလာပြီးတော့အခြေခံအလုပ်ကိုလာလုပ်နေတဲ့လူတယောက်ပညာရှင်ကြီးနော်ဘွဲ့ရပညာတတ် ခါတထေးကြီးမဟုတ်ဘူးတာမန်လက်လုံလက်စားကိုလိုတုလိုလူတယောက်ဒါပေမဲ့ဒီလူရဲ့အုံနောက်အတိတဲမှာဒီလူအတိတရားရှိနေတာဟာဒီလူရဲ့တန်ဖိုးပဲနော်လေးစားတယ်နော်ဘူးလက်ပြောနေပဲတကယ်လေးစားတယ်ကျွန်တော်အကောင်းပြောတာပါဘာဖြစ်လို့လဲကျွန်တော်တို့ထင်မကျော်ကြားတဲ့ဒူတွေဆိုတာကရိုးရိုးတာမန်လူစကားတစ်လုံးပြောရင်လူ9ယောက်10ယောက်ထန်ကုန်ကြည့်တရားပေါ့ဟုတ်တယ်နော်အဲ့ဒီတရားကလည်းကိုရင်ကပြောသလိုကြော်ရင်ကြော်ရမယ်ဒါပေမဲ့ ဆယ်လီတယောက်ကစကားတစ်လုံးပြောလိုက်မယ်ဆိုအဲ့ဒီဆယ်လီတယောက်ကအနောက်မှာအ ਨੇ ဆုံးလူထောင်ချီတောင်းချီရှိတယ်ဒါရှိချင်းလေအဲ့တော့ကျွန်တော်တို့နိုင်ငံအခုမတရားမှုတွေကိုပုံတံမျိုးစုံနဲ့ပြည်သူတွေကပြုတ်ကျခံနေရတယ်တချို့တလေဆယ်လီတွေကိုနဲ့မဆိုင်ဘူးပဲဟမ်ဒီနေရာလေးရဲ့ချို့တယ်ဆိုရင်မဆိုင်တယ်လို့မဟုတ်ဘယ်နေရာနာမည်ကြီးရမလဲလိုက်ချောင်းနေတယ်နိုင်ငံဘာဖြစ်လဲသူတို့ခေါင်းထဲမရှိဘူးနော်စဉ်းစားကြည့်အဲ့ဒါတွေကဖြစ်နေတာဒါကျွန်တော်အပြစ်ပြောတာမဟုတ်ဘူးစောက်စရာကြီးလုပ်ပြီးတော့ ကိုတိကိုတက်နဲ့ပြောနေတာပေါ့မတရားမှုကိုအခုကိုတိုင်ဦးပြောတဲ့စကားလေးကြည့်လိုက်နော်နာမကြီးရေဆိုတော့ကျွန်တော်တဲ့ပါတယ်ဒါပရိုက်တာသမားတွေကိုသူဖဲ့တာပြန်မှာပရိုက်တာသမားတွေဟာဟိုတခုဖြစ်တယ်မလားတခုကိဖြစ်တယ်မလားတခုမှဟိုအဲ့သူကိဖြစ်တယ်မလားအဲ့ဒီဖွာကြီးကငစိမ့်တယ်ပါလေဖြစ်တယ်အဲ့မှာအဲ့ဖွာကြီးသူတို့ကောင်းဖြစ်အောင်လို့ဝိုင်းမျိုးမှာ ဟာပြောပြီးတဲ့ဆယ်လီတွေပေါ့ဗျာအဲတော့ပြီးတော့နှူကြတယ်တန်းကြတယ်ပေါ့အဲ့ဒါကြီးကလည်းပဲတော်တော်ကိုရုပ်ဆိုးကြည့်တန်သွားတယ်ပေါ့ဗျာသိတယ်မလားရုပ်ဆိုးကြည့်တန်သွားတယ်ပြဿနာကြီးဖြစ်သွားတယ်အဲ့ဒါကိုသူပြောတာပြောချင်တာသူပြောချင်တဲ့ပုံစံကျွန်တော်သက်နာလာကြည့်လိုက်မှသူဘာလို့ဆိုလို့ကျင်တာလဲလို့တော်လှန်ရေးဆိုတာလေတဲ့ထောက်ပံ့မှဝင်တိုင်းမှတော်လှန်ရေးမဟုတ်ပါမတရားမှုတွေမင်းမဲ့စရိုက်တွေအုပ်ဆိုးလေတဲ့မြတ် စိတ်မကောင်းတာတွေ့တွေ့ရတော့ဝမ်းနေမိတယ်တဲ့။နော်ဒါတကယ်သူ့ရင်ထဲကအယိုးကန်နဲ့သူပြောရတာ။အဲ့တော့ကိုတန်းဦးနိုင်ငံရေးတင်လို့အာမပေးဘူးဆိုတဲ့အတန်းစားကမင်းတို့သွားပြောတာရှက်တိုင်းလဲနေလို့ရတယ်။နော်တန်းဦးချီပြောတဲ့ချီမင်းတို့ကြွေးရမယ်။အဲ့ဒီသူသွားပြောတဲ့တန်းစား။နော်ကိုမလုံနိုင်တဲ့အလုပ်နော်ဘဒူးမှအမုန်းခံပြီးမလုံချင်ကြဘူးဗျာ။နော်အဲ့တော့ဒီမှာဒီတနေ့တော့ကြောက်ကြည့်ပါမယ်ကျွန်တော်။ကျွန်တော်ပြမယ်။နော်မကြည့်ပါ ်မကြည့်ပါဦးဒီမှာတမီးလေးတွေတော့တော့တော့ကျမလေးဒီကျမလေးတွေလည်းကျမဘယ်လိုလုပ်စားမလဲဖေယုံလည်းခေါ်သွားတယ်တန်းနဲ့ယောက်ကိုလည်းခေါ်သွားတန်းနဲ့ယောက်ကနှစ်နှစ်ပြည့်တော့တန်းလည်းခလေးဆိုရင်စေယုံမှာစေယုံတက်နေရတယ်ခုနှစ်လရှိပြီအခုတန်းအကြီးလေးဆိုလည်းခြေထောက်ကိုသွားနေရတယ်နှစ်နှစ်ပြည့်တော့မှတန်းနဲ့ယောက်ကလို့အဲ့ဒါအခုဖေရ မပုံနေလဲဘူးဆိုပြီးတော့ခြောက်ကိုသွားလိုက်တယ်မပုံနေရုံအဝါလေးမှလည်းတန်းဆွဲကားပေါ်နေအတိအဆွဲဆိုင်ကျွန်မလိုက်သွားတယ်ကျွန်မကိုတန်းနဲ့နေထုမဲ့ထားမဲ့တစ်ခုချင်းနဲ့ตาดิเนี่ยเปยเนี่ยด้วยใหญ่ชาได้สิดับพุงนี่ปะเลยไม่อยากไอ้นางสุริยาที่ปะเลยไม่อยากฉี่ตะลงขั้นเนี่ยไม่อยากตัดเลยย้ายเนี่ยตะเกะๆเนี่ยอดิม้าหลุดเลยซวยอดิต้นหลุดเลยอะล่ะกูบ่รู้เลิกซ้ําเลยจ้ะ မကြည့်ပါကဲကြည့်ပါအောင်ဗျာကြည့်တမကြည့်ဒီလိုဟာမျိုးတွေကိုကြည့်တော့ဒါတကယ်ကာယကံရှင်ကိုယ်တိုင်ပြောထားတာတားနှစ်ယောက်လည်းဖတ်ပါသွားပြီမြမကြီးမှာခရိုနီတွေတပုံးရှိတယ်ဘယ်ခရိုနီတာသမီစစ်ထဲကိုရှေ့တန်းလိုက်တာဘယ်စစ်မုံချုပ်တာသမီရှေ့တန်းကိုပါတယ် ဟမ်အဲ့ဒီဘယ်ဘောမှမအေးလို့တွေမြောက်ပေးနေတာရှိတယ်စစ်မှုထမ်းဦးတွေထွက်တဲ့အချိန်မှာဟမ်မင်းတို့တွေကနှစ်နှစ်ပဲစစ်မှုထမ်းမှာဘာဖြစ်နေတာလဲရှင်းတမ်းမထွက်ပါဘူးကင်းမဲဆောက်ကမှလို့ပြောခဲ့တဲ့ဗဇက်ပေါက်တွေဘယ်ကောင်တောင်းဝီယူလဲဒီမှာကြည့်တားနှစ်ယောက်ကပါဘူးပါပြီကြံခဲ့တဲ့ဖေးပါထက်ဆွဲတယ်ဟမ်ဘလောက်မှိုက်ရိုက်တယ်လူမဆန်တဲ့ဖြစ်နေတယ်ဟုတ်ကိုကြီးပြောပြမယ်ဒီလောက်တဲ့မင်းရောဗရိတ်ပြီးတော့အဲနောက်ပိုင်းကိုကြာပါဆုံးလို့ပြောပြလိုက်ရင်နော်နော်ငင်းစီ ဂိဘရောင်းမေခေါင်းထဲမှာထဲတာဂိကိုအဲကိုပိုင်ကြီးကကိုပိုင်ကြီးကနေတို့ချစ်လို့ပြောတာမုံလို့ပြောတာမဟုတ်ဘူးဒါမဲ့မင်းရဲ့အကြောင်းလေးနဲ့ဒါလေးနဲ့တက်ဆိုင်ပြီးတော့ကိုပိုင်ကြီးပြောပြမယ်နော် မင်းအကြောင်းလေးနဲ့ပဲနော်ဒါဆိုရင်ကိုပိုင်းရဲ့တက်တေရဘာလဲဆိုတာမင်းပြောမင်းကပြောလိုက်လို့ချင်းကိုပိုင်းရဲ့တက်တေပြ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 ဒါပဲမင်းပြောလိုက်လို့ချင်းတိတယ်မလားပိုင်ရဲ့ကိုဘာဖြစ်တယ်မင်းအဲပြုတ်တော့ငါရိုင်းတာမဟုတ်တော့မင်းထောက်ခံတဲ့သူတွေပဲငါပြောတော့မယ်အဲ့လိုပဲပြောတော့မယ်အဲ့ဒီကဟုတ်တယ်အဲပိုင်ရဲ့တော့ငါစီကပါလဲဘိုင်ဘိုင်ဘာလာလာရေးတာရေးတယ်အဲဘာဖြစ်လဲစောက်ရက်ကွဲတဲ့ပါညာတကယ်ကွဲနေတာကို့လူကဘာဖြစ်နေမှမသိတဲ့ကောင်းငယ်မင်းကငါ့ကိုတက်တေပြဆိုမင်းငါပြပြမယ် ငါစီညီလေးမင်းနဲ့ပဲကိုကြီးဒါတက်တိထူလိုက်မယ်ကျန်တာတော့မပြောတော့မင်းနာမည်ဒါအစီသူဆိုတာဒါအေယော်ဒီတိုင်းဒီငါဘူတော်မျိုးနဲ့ဒါလဲခွင်းပေါ့လဲခွင်းညောင်ရက်ကွက်လိုပဲပြောရမှာပေါ့နော်အဲလဲခွင်းညောင်ရက်ကွက်မင်းနေတာနေရာလေးကိုကိုကြီးပြောပြတာအဲ့တော့မင်းအမေကတော့ဆုံးသွားပြီဟုတ်ပြီမင်းအဖေရှိတယ်မင်းအဖေရှိတဲ့အချိန်မှာအခုမင်းရဲ့အမေတော်ဆမ်းမဲ့မင်းရဲ့အမေခေါ်နေတဲ့အဲမင်းအမီလေးတော့မဟုတ်ပါမင်းအမေလေးပေါ့ကွာအမေလေးကလည်းအသက်ကတော့73နှစ်ဆက်လိုက်တဲ့ပဲရှိသေးတယ်ဟုတ်တယ်မလား ်မဲဖေကဒါရှကီမန်းပေါ့ကွာမဲဖေကရှကီမန်းအဲဒါမဲအမေနဲ့မိမိဆုံးသွားပြီးတဲ့အချိန်မှာဒါမုံဆုမအဖွားကြီးတယောက်ကိုသူယူလိုက်သေးတယ်အဲဒီမှာကစွန်ဆိုင်တဲ့ခြံဆိုင်တဲ့အဲဒီမှာအဲ့ဒါကြီးလဲငါပြပြတော့မဲဟာလေးနဲ့ငါတက်တဲ့ထူပြတာအဲ့တော့ဟုတ်ပြီအဲမေးပြီကအဲ့မှာဟိုအဲ့စသုံးတဲ့ကလေးမလေးနဲ့ဒါအိမ်တော်နောက်ထပ်ပြုတ်လိုက်တယ်ပေါ့ကွာအဲ့ကလေးမွေးတယ်ပေါ့ကွာဒါကလေးကလည်းမွေးချင်းတည်သွားတယ်ပေါ့ကွာအဲ့စသုံးတဲ့ကအဲဒါ ယူပြီးယူတဲ့ယူပြီးတလားနားလေးလားလောက်အကြာမှာခလေးမွေးတာပေါ့နော်ခလေးမွေးလိုက်တယ်မွေးလိုက်တော့တည်သွားတယ်ပေါ့အကဲဟုတ်အဲ့ဒီမှာမင်းအညီကမင်းညီနာမည်နေပေါင်းကပြောပူဆူးလာမင်းညီနာမည်မင်းသိပါလေပူဆူးပူဆူးလာပူပူဆန်းလာမင်းတို့မင်းတို့အဲအဲ့မှာမင်းညီကလည်းအရှက်ကြီးတမန်ရှက်ကြီးတမန်ရွာမှာငစိုးချီတော့နော်အေးဒါပေမဲ့ဘာဖြစ်လဲဆိုတော့သူ့ရဲ့စိတ်แท้ကိုက လူတို့ကြင်ရင်နဲ့ဒီပြည်သူစစ်စစ်မှုတောင်းမိန်းညီကိုယ်တိုင်သွားဝင်တာရွာလူတွေကလည်းပဲပတ်စံနေဆုဆက်ပြီးတော့ဒါဝမ်းသာပီတိပေါင်းများစွာနဲ့350လောက်ရှိတဲ့ထင်းနဲ့ပေးလိုက်ရတယ်နော်ဝမ်းသာပီတိနဲ့ဆိုတာအခုကျတော့မိန်းညီကမြင်းကြီးနားမှာတာဝန်ကျနေပြီးတော့မှရွာမှာရှိတဲ့ဖအေးကိုထောက်ပံ့နေတယ်သူ့ရဲ့အသက်နဲ့ရင်းမြောက်ရရှိတာတဲ့လမ်းစာလေးနဲ့ထောက်ပံ့တယ် ဟောရွာလူတွေတရွာလုံးပျော်ကြဆွေညားတယ်မင်းတို့တုံးလုံးကအနီးမှန်နေဟာလာဒီចောင်းဆရာမဆိုဒါရောက်ပါဆိုလို့ရှိရင်မင်းတို့ဒါဟိုပြောမှဆိုမင်းရောက်ပါဆိုဒါចောင်းဆရာဆိုလဲ CDN တမဟာလာအခုလက်ရှိဆိုကြက်တီးတိုက်နေတာကြီးရှိတယ်မင်းအတော်ရင်ကလည်းပဲចောင်းဆရာမနှမဝမ်းွက်လဲចောင်းဆရာဒါမင်းတို့ចောင်းဆရာမျိုးယူပါငါငါတို့ကမင်းတို့ပညာရှိတာပြောပြတယ်ပညာတတ်တာပြောကျွန်တော်ကဟိုမှာဇပွဲတို့ပါညာဆိုငါဇပွဲတို့ပြောတာဟိုမင်းမကြိုက်ဘူးလားငါမပြောဘူးเนาะ အမေတော့လည်းပြောတာမကြိုက်တော့ဘူး။ဒါပေမဲ့အဲ့ဒီ history တွေလည်းတည်တယ်။အဲ့တော့မင်းတို့အဓိကပြောချင်တာကမင်းညီတော်မှတထဲဝင်သွားပြီလို့ရှင်။ဘာလို့လဲ။မိသားစုကိုကာကွယ်စောင့်ရှောက်တယ်။တထဲဝင်သွားတဲ့ပြည်ဦးစစ်မင်းညီလေးရ။ဟာလားဒီဘာလို့လဲပုစုလေးရ။နော်။အဲပုစုမလား။သူ့ဘာဘလို့ခေါ်လဲဆိုတော့ပုစုလက်ခေါ်ဘိုးဘူဇန်လက်ခေါ်။အဲ့ကလေးရအဲ့ကောင်လေးကမင်းမိဘနဲ့ရွှေမျိုးနဲ့ရွာကိုပြန်ထောက်ပတ်နေ။မင်းအဖေကိုပြန်ထောက်ပတ်နေ။ဟာလား။ ။အဲဒါမင်းတို့ဒါအေးဒါတော့မှအဲကျန်တော့မပြောတော့ပါဘူးကွာ။စင်းရဲနဲ့ချမ်းသာတယ်ဆိုတာဒါတော့လူရဲ့အကြောင်းတရားပါ။မင်းရဲ့ generation လေးကိုကပြောပြတာ။မင်းတို့ညီကိုတွေရှိနေတာတောင်မှမင်းကြီးကဘာဖြစ်လို့တက်ထဲကိုဝင်သွားလဲဘသူကခိုင်းတာလဲသူကိုယ်တိုင်ပြည်သူစစ်သူကိုယ်တိုင်သွားဝင်တာပြီးတော့သူကိုယ်တိုင်ရတဲ့လာတဲ့နဲ့သူမိဘသူ့ဖေကြီးကိုထောက်ပံ့တယ်သူမိဘလည်းဒါချက်ကီမန်းတာမမန်းတာကိုထထလိုက်အောင်ထောက်ပံ့တယ်ကုညီတယ်အဲ့တော့တက်ထဲဝင်သွားတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့စိတ်ထားတွေကောင်းလာတယ် ကိုယ့်ရဲ့အဲရက်ရွာကိုအကျိုးပြုရမယ်ဆိုတဲ့နှလုံးသားတွေရှိလာတယ်။အဲ့တော့မင်းတို့ကအဲ့ဒါလေးတွေနားလည်ပေးဖို့လိုတယ်။မင်းတို့ညီကိုချင်းချင်းအောင်ပြောနော်။ပြီးတော့မင်းတို့ကပြောလိုက်တက်ကဟိုကဆွဲတယ်၊ဒီဟာဆွဲတယ်၊ဘာလုပ်တယ်ညာလုပ်တယ်။မင်းသိကြချင်းမင်းညီကိုပဲမေးလိုက်။မင်းအမေနဲ့တဖင်နဲ့ထွက်တဲ့မင်းညီကိုပဲပြောတာနော်။အဲကျန်တဲ့လူမေးလို့ချင်းငါပြောလို့ကိုပိုင်ရဲအဲဟိုဖြစ်တယ်ညာဖြစ်တယ်နဲ့အဲဘောမကြီးကပြောမှာဟောဘာညာဆိုတယ်။မဟုတ်ဘူးမင်းညီကိုမေး။မင်းအမေနဲ့တဖင်နဲ့ထွက်တဲ့သူ မင်းကြီးကိုမေးလိုက်မေးလိုက်မေးလိုက်လို့မှကိုပိုင်ကြီးပြောတာမှားတယ်ဆိုလို့ရှင်လို့ရှင်ပြောကိုပိုင်ကြီးပြောတာမှားတယ်ဆိုလို့ရှင်ပြောပြီးသူစတဲ့ဝင်တော့လို့အိုက်တရွာလုံးဝလဲဒါပြောကြတယ်အခုလက်ရှိကမင်းကြီးလေးကမြေကြီးနားမှာနော်မြေကြီးနားနေကမှဒါမိဘကိုထောက်ပံ့ကျူးမွေးဆောက်ရှောင်နေတယ်အဲအဲ့ဒီအတွက်လည်းငါတို့ကခုံယူတယ်ဝမ်းသာတယ်ပီတိဖြစ်တယ်နော်အဲ့တော့မင်းပြောရမှာကတန့်တော်ကပဲတကယ်ပဲအဲအဲ့ဒီလိုမျိုးတွေဖြစ်နေတာလားဆိုတော့မင်းကြီးကိုအရင်မေးလိုက် မင်းကြီးမေးလိုက်လို့မှန်ပါတယ်ဆိုလို့ချက်ဗီဒီယိုဖိုင်နဲ့ငေါ့ထုတ်ပြစမ်းမှာမင်းကငါနဲ့အခုလိုမျိုးပြောလို့ချက်ဘာလဲမင်းကဟာပိုင်ရဲကိုဒီမှာလှူပြီးမလားဟာပိုင်ရဲကိုဒီမှာလှူပြီးတွေ့လားဆိုအဲ့ငါဘာလို့ရမှာလဲမင်းတို့ကမလို့အဲ့မင်းတို့တူတယ်မင်းတို့ပဲ မင်းတို့လူတွေကဗာလဲအရန်ငါတို့ကရည်ရတယ်မင်းအဲ့လိုပြောကအရန်သဘောကြဗာလို့ဆိုဟိုမှာတစ်ဖက်ကဟိုဗာလဲမိုက်ကဲတို့ကညီကြီးတွေကျင်းသွားတူနေအဲ့ကျင်းတူတဲ့ကကြောက်မြတ်ရည်သားတွေလည်းရသလောက်ရှာဒီဘက်မှာလည်းရသလောက်တောင်းနေတော့လုံးဝအောင်မြင်နေတယ်မင်းတို့ဟာကြီးကဘာလို့တောင်းသားဂိုင်းကျုပ်ကြီးနဲ့တောင်းသားအဖွဲ့ကြီးဆိုတာတန်းနေလို့ပြည်တဲ့သူတွေလည်းငါသဘောကျပြီးရေးနေတာအဲ့တော့ကိုပါကြီးကရပိုင်ရကိုပဲတွေ့လာဒီကတွေ့တယ်တွေ့လာဆိုတော့လုံးဝမနေနဲ့မင်းတို့ကြိုက်လောက်သူကိုပါကြီးကရည်လေးပဲပြုံးလေးပဲဘာဖြစ်လို့လဲဟို ဘယ်မိုက်ကတော့ကြည့်တာလည်းမကျွေးတုတယ်လို့ကမုံကုတ်ကဟိုခေါင်ကြီးကကန်ကြီးဖြစ်နေငါးကန်ဖြစ်နေဒီဘက်ကလည်းမင်းတို့ပတ်စံတောင်းတယ်ဆိုတော့အဲ့ဒါကိုတုံးနေမြည်ရသားနဲ့ပေးနေတာတော့ကွာလုံကြပါတော့ဒါပဲပြောချင်တယ်နော်အဲ့တော့စောစောစကားလေးကိုဆက်လို့ခင်ဗျာမင်းအမေကဟိုအဲအမေလေးလို့ခေါ်ရမယ့်အားလေးက အခုဘလောက်16နှစ်လောက်ရှိမှာပေါ့အဲ့ဒါကိုကိုပိုင်ကြီးကပြောလိုက်လို့ယူပြီးလေးလားနဲ့ခလေးမွေးလို့ရလာတယ်ဆိုတော့မမယူခင်နေရအောင်ပါကဘိုက်က9လားဖြစ်နေပြီမယူခင်နေရဘိုက်က9လားဖြစ်တယ်ယူပိုင်လေးလားလည်းပြည်လဲပြီးတော့ခလေးကမွေးရောမွေးတဲ့ခလေးကလည်းအဲပြည်တန်ဖြစ်တဲ့ဘာညာဖြစ်တဲ့ဆိုတော့ခလေးလေးကလည်းမွေးလာတော့ဇလီးကကျူးပြီးတော့မှ ။ဟောဒါအတိလေးမွေးတယ်လို့ပဲပြောမှာပေါ့။မင်းတို့ပြောနေရတဲ့အကားလို့ပေါ့ကွာ။ပြည်သူဒုက္ခပေးမှသူအတိလေးမွေးတာပါ။ကောင်းတယ်တော့အတိလေးတော့မွေးလာတယ်ပေါ့ကွာ။ဒါလေးတော့ပြောချင်တာပါမေးတော့ကြငါ့ကိုအဲဂျားမှာထောက်ဝယ်ဆိုတာကတီးလို့နော်ကြီးနော်။အဲ့တော့သွားသွားစကားလေးကိုဆက်လို့မေအဲသွားသွားစကားလေးကိုဆက်လို့ကိုပြိတ်လိုက်ရင်ငါညီကိုပြပြမယ်เนาะအဲညီလေး လက်စီလက်စီလက်စီလေးလက်စီလေးမင်းတို့ကအဲ့လိုပဲပြောပြတာမင်းတို့မင်းကတမနာဖြစ်တယ်နဲမင်းကတမနာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့မင်းတို့ NUG ရဲ့တမနာဖြစ်တယ်နဲဘာဖြစ်လို့လိန်နဲ့ညာတယ်တောင်းတယ်ဖွက်တယ်ခိုးတယ်ဒါပဲကတွေ့နေရအဲ့တော့မင်းရလာတဲ့ပုစံတွေမင်းဖြစ်ဘူးဟိုဆော့ဆော့ဝေးဖို့တည်းပြောချင်ပါဘာပြောမင်းရောဘယ်ရပဲပုစံရရမိဘကိုဆော့ဆော့တာဆော့ဆော့လို့ရတယ်နော်မင်းကအိမ်မှာကောင်းကောင်းကြီးနဲ့ကားရတဲ့ဘာလို့မင်းမိဘရွာမှာအိမ်ခြံခွက်တစ်ခွက်တောင်မရှိဘူးမင်းနေသွားတဲ့ရွာမှာမင်းကြီးပြင်းသွားတဲ့ရွာမှာ မင်းတို့အာခြံဝတ်တစ်ပွက်တောင်မရှိဘူးဘာမှတန်ကြီးမရှိဘူးမင်းတစ်ချက်ဖတ်ဆိုပဲပြီးလို့ရနော်အဲမဲအိုင်မှာတော့တိတ်ပြီးတော့အကြီးပြောနေနေငါပြောတာအဲ့ဒါပြောတာပေါ့အဲနောက် background ဆိုတာရှိတယ်နော်မိမိရဲ့လာယာနဲ့လာယာရှိတယ်အဲ့ဒါလေးတော့ငါညီသိပါနော်သိပါဒါပေမဲ့အခုတလောရင်ကြီးလာတာတွေ့ပါလေ ကိုပိုင်ကြီးကြိုဆိုပါတယ်ညီလေးเนาะအဲ့တော့မင်းဖေကိုလည်းမင်းရတဲ့ပတ်စံလေးလည်းပေးပါအောင်ကွာမင်းတို့တော်လိုင်းကြီးရဘလို့ဖြစ်နေဆိုတော့တယောက်ကပြောတရားသရတွေတူးတယ်တရားသရတူးဖို့လမ်းစိတ်ကိုဟိုကထပ်ပေးတယ်ဒီကလည်းပဲဟိုကလည်းပဲဘယ်လိုအရန်အောင်မြင်တဲ့တရားသာခိုင်းဖွဲ့ကြီးဖြစ်နေတယ်ဆိုတော့အဲ့ဒါကိုတွေ့လို့ပြောရင်းနဲ့အားလုံးကျမ်းပါစေကြောင်းဆုမကောင်းတောင်းပါတယ်ဒါလက်စီကိုတော့ကျွန်တော်သူ့ကိုဒူဝါလက်ရှိဝါနဲ့မှာထည့်ရမှာဒူဝါလက်ရှိဝါတို့တက်သူကပို့ပြီးတောင်းတဲ့ရန်တဲ့ပောက်ခဲ့ရပြောတတ်တော့လို့ပါเนาะပောက်တဲ့ ောက်ကရပြောတဲ့နေရာမှာရှင်းတော့မင်းကြီးအောင်ပြောလို့အမေရိကန်လည်းလာလို့လို့မရအောင်ဆိုတော့သူတို့သိတယ်အဲ့ဒါကိုပဲသူတို့ကပတ်စံရသလောက်ညှင်းနေတာကိုလည်းတွေ့တယ်အဲ့တော့ကြိုးစိုးပါတယ်မင်းတို့ဆက်လို့ပါဆက်လို့ပါဆက်လို့ပြီးတော့ရတဲ့ပတ်စံမင်းတို့အေကိုလည်းပေးပါဦးလို့ပြောချင်ပါရဲ့နော်အားလုံးလူလာပြေးပါစေ